အရင်ပိုင်းမှာတော့သူ့ကိုယ်သူရုပ်ချောတယ်လို့ပြောနေတဲ့နှကားကိုရန်ဆပြီးတော့အခုတော့ချမ်းတဲ့နှကောင်ဟိုကတိုက်တာကြောင့်ပြေးနေရပါပြီ။နောက်ထပ်တနားကြီးလောက်အသက်ရှင်သေးတယ်ဆိုရင်ထွက်ပေါက်ကိုပြမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ချမ်းတဲ့ကတော့သူကထွက်လာအောင်လုပ်ပေးခဲ့တာမို့လို့ကျေးဇူးဆက်ရမယ်ဆိုရင်လေမင်းလည်းကျေးဇူးပြန်ဆက်တဲ့နယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူကသူ့ကိုစားမယ်လို့ပြောလို့ရန်ပြန်တွေ့တာပါ။ဟိုကတော့နားမထောင်ပဲဆက်ပြီးတိုက်နေပြီလေ။ချမ်းတဲ့ကလည်းလက်နှစ်ဖက်နဲ့တစ်ချက်ပြီးတစ်ချက်ထိလိုက်ပါတယ်။ ပြီးတာနဲ့ဆက်ဆောင်ရင်းနဲ့အမှားအမှန်မခွဲကြဘဲနဲ့အမုံတရားနဲ့ကျေးဇူးဆက်မလာဟာဆိုပြီးတော့မေးလိုက်ပါတယ်ပြီးတာနဲ့ဒီရတွေးကိုချက်တန်သွားအောင်လုပ်ပေးမယ်လို့ပြောရင်းနဲ့လှံကိုထုတ်ပြီးတော့ထိတ်တဲ့ကိုစိုက်ဖို့လုပ်ပေးမယ်ခါထုတ်လိုက်တာကြောင့်လွင်သွားပြီးတော့ထတ်တိုက်တော့လေထတ်လွင်သွားတဲ့အပြင်အမီးနဲ့ပါအရိုက်ခံလိုက်ရတော့အောက်ကိုလွင်ထွက်သွားပြီလေပြီးတာနဲ့ဒါဘဲလားလို့ပြောရင်းနဲ့ကြားဆိုပြီးပြေးလိုက်တာကြောင့်တောက်ဆောင်ကိုကင်အပေါ်ကိုရှောင်းလိုက်ပြီးတော့ဟော်ရီလေးကိုထုတ်လိုက်ပါတယ်ပြစ်ဖို့လုပ်ပေးမယ်စွဲရင်နေအများကြီးကုန်ထားတာကြောင့်လေးကိုမစွဲနိုင်မနဲ့အောက်ကိုပြုတ်ကျသွားပါပြီ နှစ်ခမ်းကသွေးစားတွေကိုတုတ်လိုက်ပြီးမြဲအောက်ကျသွားတယ်။သွေးရနှံ့ကိုရှူကြည့်ပြီးတော့ဒါကနတ်ဖျားသွေးရဲ့အရာသာပဲဆိုပြီးတော့နဂါးကပြောလိုက်ပါတယ်။ဒီကောင်လေးရဲ့ကိုယ်ထဲမှာနတ်ဖျားသွေးတွေတကယ်ရှိနေတာပဲဆိုပြီးတော့တွေးရင်းနဲ့ရှာတန်းလန်းဖြစ်နေပြီလေ။ ချမ်းတန်ကိုတိတ်သိမ့်ပြီဆိုပြီးတော့ပြောပြီးတော့ပြေးတိုက်ပါတယ်အဲ့ဒီချိန်မှာပဲမုံခဲကရောက်လာပြီးတော့နဂါးကိုတားလိုက်တော့ဘယ်ကားရောက်လာတဲ့မိန်းကလေးလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ချမ်းတန်လှည့်ကြည့်လိုက်ပြီးတော့မုံမိန်းကလေးကဒီကိုဘလို့လို့ရောက်လာတာလဲဆိုပြီးတော့မေးလိုက်ပါတယ်ချမ်းတန်ပြောတာကြတော့လက်ဆတ်တက်တော့သူကမင်းရဲ့ကောင်မလေးလားကောင်မလေးမို့လို့လေမင်းအတွက်လာတာပေါ့ကွာဆိုပြီးတော့နဂါးတကောင်ချမ်းတန်ကိုပြန်ပြောလိုက်ပါတယ်ဒီမှာတောင်နေပဲရှိတာလေကျန်တာဘာမှမရှိဘူးတိုက်ဆိုင်တာမဟုတ်ဘူးကွာဆိုပြီးတော့ပြောနေတဲ့အချိန်မှာမုံခဲကတယောက်ဒေါသထွက်သွားပြီးတော့ရုပ်ဆိုးကောင်တိတ်တိတ်နေစမ်းဆိုပြီးတော့နှုတ်သီးရောတကူလုံးကိုပါချုပ်ထားလိုက်ပြီးဓာတ်နဲ့ပြေးထိုးဖို့လို့တော့နဂါးတကောင်ချက် ်ချင်းပဲချုပ်ထားရကနေယုံလိုက်ပြီးတော့စွမ်းရင်လုံးနဲ့ပြန်တိုက်လိုက်ပါတယ်။စွမ်းရင်နှစ်ခုထိတိုက်တွေ့ကြပြီးတော့ကံမကောင်းစွာနဲ့ပဲမုံခဲရရဲ့ဓာတ်ကကျိုးသွားတာကြောင့်နောက်ကိုရှောင်လိုက်ရပါတယ်။ ဒါကိုကြည့်ပြီးတော့နဂါးကကောင်မလေးမင်းရဲ့လှုပ်ရှားမှုကကောင်းပေမဲ့ရုပ်ကလည်းချောနေတော့မင်းကောင်လေးကိုစားပြီးရင်ငါမင်းမလှုပ်မလားဆိုပြီးတော့ပေါ်တင်နှာဘူးကြလိုက်ပါတယ်။မုံခဲရကတော့နောက်ထပ်တခွန်ထပ်ဟတာနဲ့အရေးပြားကိုပပလှီးပြစ်မယ်ဆိုပြီးတော့ရန်တွေးလိုက်ပြီလေ။နဂါးကတော့သူ့လိုချောမောလှပါတဲ့အသွင်ပြင်းရှိတဲ့နဂါးရဲ့အရေးပြားကိုစိတ်ဝင်စားစရာမရှိဘူးဆိုပြီးတော့ပြောရင်းနဲ့ confident level ဆိုးဟိုက်နေပါတယ်။ပြီးတာနဲ့ရှေ့တိုးလာပြီးတော့သူ့ကောင်းတစ်ချက်ကိုလှည့်လိုက်တာနဲ့လမ်းဘေးကနွားမတောင်မှသူ့ရဲ့အလှမှာရင်မူးသွားနိုင်တယ်ဆိုပြီးတော့အရှက်မရှိထပ်ပြောတော့ဒီရုပ်ဆိုးတဲ့နဂါးကတော်တော်စိတ်နှောက်ယှက်ပေးတာပဲဆိုပြီးတော့ချမ်းနဲ့တယောက်ရေရွရင်းနဲ့မုံခဲ ရာကိုမကြောက်နဲ့လို့ပြောပြီးသူရှိတာကြောင့်ဘာမှလုပ်ရဲမှာမဟုတ်ဘူးဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။နဂါကတော့သူ့ကိုရုပ်ဆိုးကောင်ဆိုပြီးတော့ချမ်းနံမနာလို့ဖြစ်နေတာဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့မင်းတို့ထဲကတယောက်ကအမြင်မရှိဘူး။နောက်တယောက်ကကြတော့လက်ပြမလုံးမဲနဲ့ရှောက်ပြောနေတယ်ဆိုပြီးတော့အချိန်တရာလောက်ရိုက်ပစ်မယ်လို့ပြောရင်းနဲ့တိုက်လိုက်တော့ချမ်းနံကရှောင်ပြီးတော့စကားအယံများလာပဲလို့ပြောရင်းနဲ့ဓားကိုထုတ်ပြီးပြန်တိုက်ပါတယ်။ပြီးတာနဲ့ဘသူကဘသူကိုရိုက်မယ်ဆိုတာမသေးကြသေးဘူးလို့ထပ်ပြောရင်းနဲ့နဂါကိုဓားနဲ့တိုက်လိုက်ပြီးမယ်။ဘာမှဖြစ်မသွားပဲနဲ့နဂါကသူ့ကဧကရိကနေဓာတ်ရိုက်ဆင်းသက်လာတဲ့ခရမ်းရွှေရောင်နဂါဖြစ်တာကြောင့်ချမ်းနံရဲ့တာမန်ဓားတိုင်းလောက်က သူ့ကိုမထိခိုက်စေနိုင်ဘူးဆိုပြီးတော့ပြောတော့ချန်းနန်ကလည်းသူ့အကွက်ကထိခိုက်စေမယ်လို့မမျှော်လင့်ထားတဲ့ကြောင်းပြောပြီးတော့မင်းချင်းထဲခံလိုက်ရပြီဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲပန်းရောင်ပွင့်ပက်တွေနဲ့အတူမုံခဲရတယောက်အစီရင်ကိုဖွင့်ပြီးတော့သွေးနီဓာတိုင်းကွက်ကိုတုံးလိုက်ပါတယ်။ကြာပန်းကြီးထိတ်ကနေပြီးတော့ဓာမိုးတွေရွာချတယ်လို့ရွာချလာပြီလေ။ဒါပေမဲ့ငကားကတော့သူ့ရဲ့အခြေကွန်ကိုချစ်ရထင်အောင်မလုပ်လိုက်နဲ့လို့ပြောရင်းနဲ့ဘယ်ရမလဲဆိုပြီးပြန်လိုက်ပါပြီ။ဓာတွေကသူ့ကိုမထိဘဲနဲ့ဘေးပပတ်လယ်မှာအောက်ကိုစိုက်သွားပါတယ်။အဲ့တော့ချမ်းတန်တယောက်ဓားကိုထုတ်လိုက်ပြီးတော့ကောင်းကင်ဘုံလောင်ကျွမ်းစီမဲ့သွေးရောင်မီလီယံကိုတုံးပြီးတော့ထက်ခါထက်ခါတိုက်လိုက်ပါတယ် ပြီးရနဲ့တလိဆန်ကောင်မင်းဘလောက်ချက်ချာမောင်းမနိုင်အောင်မှလဲဆိုဘုံခဲရကပြောလိုက်ပြီးတော့ကောင်းငင်ကနေပြီးတော့ဓာကြီးကြီးစင်းစင်းချလာပြီလေပောက်ကွဲမှုကြီးဖြစ်သွားပြီးတော့ချမ်းနန်တို့လည်းနောက်ကိုနည်းနည်းဆုတ်လိုက်ရပါတယ် ပြီးတာနဲ့မိကိုးတွေကြားထဲကနေငကားကပြန်ထွက်လာပြီးတော့မုံခဲရရဲ့တိုက်ခွက်တွေကတော်တော်လှလာပဲလို့ပြောရင်လည်းကံမကောင်းစွာနဲ့ပဲသူ့အတွက်ကတော့ယာကြည့်ကြည့်လေးပဲဖြစ်တယ်ဆိုပြီးတော့အာရပါရရရင်ပြောလိုက်ပါတယ်ပြောနေတော့မှာပဲအခြေကုန်တစ်ခုကပြုတ်ကျသွားတော့ဒေါသထွက်သွားပြီးတော့អော်ဟစ်လိုက်ပါတယ်သူ့ရဲ့လှပတဲ့အခြေကုန်ကိုဒီလိုမျိုးဖြစ်အောင်လုပ်ရမလားလို့ပြောရင်လည်းသူ့အတွက်ကိုယူလို့ရပြီမဲ့မျက်နှာကိုတော့ဖျက်ဆီးလို့မရတဲ့ကြောင်းပြောရင်လည်းငရဲကိုသွားစမ်းဆိုပြီးတော့ဇက်တိုက်ကိုစွန့်ရင်လုံးနေနဲ့တိုက်ချလိုက်ပြီလေမုံခဲရကလည်းတိုက်သမျှကိုတော့ရှောက်ရှောင်းလိုက်ပြီးတော့လာတိုက်တာကိုကာလိုက်ပါတယ်ဒါပေမဲ့လည်းအကာအကွယ်ကတဖြည်းဖြည်းနဲ့အကွယ်လာပြီးတော့မုံခဲရတယောက်နောက်ကိုလွင်သွားတော့မဲ ချိန်မှာပဲချမ်းနံကနောက်ကနေဝင်ထိန်းပေးလိုက်ပါတယ်။ကြောက်ဆောင်ကိုထိမိသွားပြီးတော့အောက်ကို၂ရောက်လုံးမှောက်ရကျသွားပါတယ်။ပြီးတာနဲ့ချမ်းနံကရှေ့ထွက်ပြီးတော့သူ့ကိုထိခိုက်အောင်လုပ်ဖို့နည်းနည်းလေးမှမစင်စားနိုင်နဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။နှခါကတော့ရေရင်နဲ့ကိုကုတ်ကိုအတင်းမလုပ်ဖို့ပဲပြောပြီးတော့သူ့ဘိုက်ထဲကိုလေးလေးမားမားနဲ့ဝင်ခဲ့ဖို့ပြောလိုက်ပြီလေ။ပြီးတာနဲ့အရှိယူပြီးတော့ပြေးကြိုက်ပါတော့တယ်။ချမ်းနံတယောက်ကာဘူကြိုးစားနေတုန်းမှာပဲကြောက်စင်းထွက်လာပြီးတော့ချမ်းနံတို့ကိုကာပေးလိုက်ပါတယ်။ဒါကိုတွေ့တော့နှခါကဒီရငွေသက်ကရှေးဟောင်းတားမြစ်စွမ်းရည်တစ်ခုပဲလို့ပြောရင်လည်းဘလို့တောင်းတင်ရဲတာလေ။ပြီးတော့တော်တော်လေးရိုင်းတာပဲဆိုတဲ့ကောင်မလေးတယောက်ရဲ့ပုံရိပ်နှခါကောင်းထဲမှာပေါ်လာပါတယ်။ ်ပြီးတာနဲ့အနောက်ကိုကြောက်ရလန့်အားနဲ့ပြေးသွားပေမဲ့ကြောက်စင်းရဲ့ဆုပ်ယူတာကိုခံနေရတာကြောင့်ရုံးမာတဲ့လူသားငါတို့တိုက်ခိုက်ရင်ကိုယ့်ရဲ့စွမ်းရည်အမှန်ကိုပဲသုံးတင်တယ်မင်းကငါရဲ့နဂါးစွမ်းရည်ကိုဆုပ်ယူနေတာပဲမင်းမှာတိုင်းသမားချင်းဝင်နည်းနည်းလေးတောင်မရှိဘူးဆိုပြီးတော့ရန်တွေးလိုက်ပါတယ်ဒါပေမဲ့ချမ်းနံကလည်းသူ့လက်သူထိတ်လို့ရတဲ့ပုံတော့မပေါ်နေပါဘူး ပြီးတာနဲ့ရုံလို့မရတော့တဲ့အဆုံးမှာချမ်းနံကိုမစားတော့ဘူးဆိုပြီးတော့သူ့ကိုချက်ချင်းလွတ်ပေးဖို့ပြောလိုက်ပါတယ်။သူသေသွားရင်ချမ်းနံကသူ့ရဲ့ခံကြတဲ့မျက်နှာကိုမြင်နိုင်တော့မှမဟုတ်ဘူး။ဒါပြန်ပြီးတော့အစားထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ပြောနေရင်လည်းရုံလို့မရတာကြောင့်ကြောက်ဆောင်ကိုပါဇက်နဲ့ကိုက်ပြီးတော့အချိန်ထိန်းထားလိုက်ရပါတယ်။ဒါပေမဲ့လည်းကြာကြာမကိုက်နိုင်တော့ဘဲနဲ့လွတ်သွားပြီးတော့သူ့ကိုလွတ်ပေးရင်ချမ်းနံလက်အောက်မှာနေပြီးတော့တစ္ဆာရှိတဲ့အစီကံဖြစ်လာမယ်လို့ခရီးပေးရင်လည်းဟေးအလှလေးကူပြီးတော့ဖြောင်းရပေးပါအောင်ဆိုပြီးတော့မုံခဲရကိုစစ်ကူတောင်းလိုက်ပါတယ်။မြန်မြန်လို့သူ့ကိုဆွဲဆောင်ပြီးတော့ကူညီပေးပါအောင်လို့អော်နေတာကြောင့်မုံခဲရတယောက်ထလာပြီးတော့ချမ်းနံကိုဒါနဲ့ရွေးလိုက် က်ပါတယ်ပြီးတာနဲ့အစကတော့ချမ်းနံကိုမှားပြီးတော့အပြစ်တင်ပြီးမှစိုးနေတာအခုတော့လက်ပူးလက်ကြက်မိပြီလို့ပြောရင်းနဲ့သူနဲ့တူတူပြန်လိုက်ခဲ့ပြီးတော့တရားစီရင်မှုခံရမယ်ဆိုပြီးတော့ပြောလိုက်တော့ချမ်းနံတယောက်ချက်ချင်းရက်လိုက်တာကြောင့်လူဆိုးဆိုးနှကားကတော့အခုတော့တီကောင်ဖြစ်ကိုပြောင်းသွားပြီလေချမ်းနံကခဏလေးပါမုံမင်းကလေးဆိုပြီးတော့သူ့ကိုကယ်ဖို့လာတာမဟုတ်ဘူးလားဘာလို့သူ့ကိုပါတပ်ဖို့ကြိုးစားနေရတာလဲလို့မေးလိုက်တော့အခုထိဝင်မခံသေးဘူးလားလို့ပြောရင်းနဲ့ချမ်းနံရဲ့ကြံရပါးတွေအားလုံးကိုလည်းဖော်ထုတ်ပြီးတော့ဒီလောက်လွယ်လွယ်နဲ့တက်လိုက်เสียလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဝင်ခံရမယ်ကြံရပါးတွေဆိုပြီးတော့ချမ်းနံတယောက်နားမလည်နိုင်ဖြစ်နေပြီးတော့မေးလိုက်တော့အသိချင်အောင်ဆောင်နေမှာတော့အ ားလုံးကိုရှင်းပြရတာပေါ့ဆိုပြီးတော့အရင်ဆုံးချမ်းနံရဲ့လျှို့ဝှက်ဆန်းကျဲတဲ့မူလားစစ်မြစ်ကိုထားလိုက်အောင်လို့ပြောပြီးတော့ညာဘက်မိန်ကလေးဆောင်ကိုခိုးဝင်တော့ကချမ်းနံကသူ့နဲ့တိုက်ခိုက်ခဲ့ရင်နဲ့သူ့ရဲ့စွမ်းရည်တွေစုပ်ယူခံရတာကိုခံစားခဲ့ရတဲ့ကြောင်းပြောပြီးတော့အဲ့ဒီချိန်ကစပြီးတော့ချမ်းနံနဲ့ပတ်သက်တာတခုခုမှားနေတယ်လို့ခံစားရတာကြောင့်စောင့်ကြည့်ဖို့လုပ်ခဲ့ပြီးတော့ဒီစမ်းသပ်မှုတစ်လျှောက်လုံးချမ်းနံနောက်ကိုလိုက်ခဲ့တဲ့ကြောင်းကိုပြောပြလိုက်ပါတယ် ပြီးတာနဲ့သူတွေးခဲ့တာကကြောင်းသားတော်တော်များများရဲ့အလောင်းတွေတော်ထဲမှာပေါ်လာတာပါပဲပြီးတော့ချမ်းနံကလည်းငကားကိုစီးပြီးတော့ထွက်ပြေးသွားတာကိုသူတွေးလိုက်တယ်လေနောက်ဆုံးတော့ချမ်းနံကဒီကြောက်စရာကောင်းတဲ့နတ်ဆိုးခန်းမတွေကိုဝင်သွားပြီးတော့ဒီနေရာကအန်ဒီရဲ့များတဲ့ပုံပေါ်ပေမဲ့သူကတော့ဘလို့မှချမ်းနံကိုလොမြောက်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ် ဲ့လိုကြတော့ခမည်းတန်တရားဝင်နေတာကចောင်းသားတွေကိုဒုက္ခပေးတဲ့လူလားဆိုပြီးတော့ပြန်မိလိုက်တဲ့ချိန်မှာပဲရုပ်ဆိုးဆိုးတီကောင်ကဟုတ်တယ်မင်းကတကယ်လဲလူကောင်းနဲ့မတူနေဘူးဆိုပြီးတော့မီးလောင်ရလေးပင်းလိုက်ပါတယ်ချမ်းနံကလက်မြောက်လိုက်တော့ပြေးပြီးတော့သွားပုံနေပြီလေ ဝန်ခေရကတော့အခုချမ်းနံကဖျက်ဆီးခြင်းလမ်းကြောင်းရဲ့မကောင်းဆိုးဝါးစွမ်းရင်တုံးနေတာကိုလက်ပုလက်ကြက်မိတာကြောင့်ဗာများကြီးကျင်သေးလဲဆိုပြီးတော့ထပ်မိလိုက်ပါတယ်အဲ့တော့မှငကားကထရရပြီးတော့မုန်ခေရကိုတကယ်ရရတဲ့သူပဲဆိုပြီးတော့ပြောရင်းနဲ့ဗာမကောင်းဆိုးဝါးစွမ်းရင်လဲသူတုံးနေတာကနတ်ဖျားလက်နဲ့ဖြစ်တဲ့ရှူကြီးကြောက်စိမ့်မဲ့တည့်ရလားဆိုပြီးတော့မင်းကတကယ်ကိုဘဟုတုတနေတဲ့ကောင်မလေးပဲလို့ပြောရင်းနဲ့ရဲနေပြီလေအဲ့တော့ရှူကြီးကြောက်စိမ့်ကသူနတ်ဖျားလက်နဲ့ကိုရှာဖွေရင်းနဲ့မတော်တဆဆုပ်ယူမိတဲ့အရာပဲဆိုပြီးတော့အခုထိဘယ်လိုတုံးရမလဲမသိသေးတဲ့အကြောင်းကိုပြောလိုက်ပါတယ်အဲ့တော့မှမိန်းကလေးအဆောင်မှာတိုက်တုံးကသူစွမ်းရင်နေကိုဆုပ်ယူခဲ့တာအဲ့ကြောက်စိမ့်ကဆိုတာတိ သွားပါတယ်ချန်တန်ကလည်းသူတမင်လုံးခဲ့တာမဟုတ်တဲ့အကြောင်းကိုပြောပြီးတော့နတ်ဖရားလက်နက်ကိုယူတော့ကအသက်ကိုတောင်ဆွန်စားပြီးတော့ကဲခဲ့တာတောင်တန်တရားဝင်နေတုံးလားဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်မုံခဲရကလည်းသူ့ကိုကဲတင်ခဲ့တာကတမင်ယုံကြည်မှုကိုလိုချင်လို့လားဆိုတာတိမမသိရလို့ပြန်ပြောတော့တကယ်လို့ချန်တန်ကဖြည့်စည်းခြင်းလမ်းစဉ်ကမဟုတ်ဘူးဆိုရင်ကျောင်းတော်မှာပုံအောင်နေတယ်မကောင်းဆိုးဝါးကဘာလို့ဖြစ်မလဲဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်ဖြည့်စည်းခြင်းလမ်းစဉ်ဆိုတော့နှစ်ပေါင်းတစ်ပေါင်းချသွားတာတောင်မှအဲ့ဒီမကောင်းဆိုးဝါးလမ်းစဉ်ကအခုထိမပြောက်သွားသေးဘူးပေါ့ဆိုပြီးတော့ပြောရင်းနဲ့ချန်တန်ကယုံကြည်ယုံမြုံချင်နေဆိုပြီးတော့သူ့နဲ့ဖြည့်စည်းခြင်းလမ်းစဉ်ကရန်ညှိုးရှိတဲ့အကြောင်းကိုပြောပြီးတော့သူတို့ကိုရှင်း ကျင်နေဆိုရင်ချမ်းတန်ကလည်းကူညီဖို့ဆင်တယ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ခဏနေတော့ကြာပန်းတစ်ခုရောက်လာတာကြောင့်မုံခဲရကယူလိုက်ပြီးတော့လောလောဆယ်အရေးကြီးဆုံးကလူကယ်ရမှာဖြစ်ပြီးတော့သူနဲ့ဆိုခန့်မှန်းတဲ့ကိုမဝင်ခင်ခြေရခံမှုထားခဲ့တဲ့ကြာပန်းကိုကြည်ရင်နဲ့ဖြက်စည်းခြင်းလမ်းစဉ်အဖွဲဝင်က တောထဲမှာရှိနေတော့မယ်ဆိုပြီးတော့ចောင်းသားတွေကိုကယ်ဖို့တူတူလိုက်ခဲ့ဆိုပြီးတော့ချမ်းနံကိုခေါ်လိုက်ပါတယ်။တကယ်တော့မုံခဲရစိတ်ထဲမှာချမ်းနံကိုတန်တရားတွေမရှင်းသေးပါဘူး။ချမ်းနံတယောက်ငကားကိုတက်လေဆိုပြီးခေါ်လိုက်တော့လမ်းမလျှောက်နိုင်ဘူးလို့ပြောပြီးတင်းခန့်နေပြီလေ။အဲ့တော့လက်ဝါးကိုဖျက်လိုက်တာကြောင့်ငကားကလန့်သွားပြီးတော့ဘာတွေကြောက်နေတာလဲငကားဆွမ်းရည်တချို့ပြန်မေးချင်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ငကားကလည်းသူ့အသွင်ပြောင်းသွားတာနဲ့ချမ်းနံကိုစားပြစ်မယ်ဆိုတဲ့စိတ်ကူးတစ်ခုရှိနေပါတယ်။အသွင်ပြန်ပြောင်းသွားတာနဲ့တခြားနေရာကိုရောက်သွားပြီးတော့ကောင်းဝါလေးတယောက်ပေါ်လာပါတယ်။ပြီးတာနဲ့ခြေတစ်ဖက်ဆောက်လိုက်တာကြောင့်ငကားကလန့်သွားပြီးတော့စောစောကအငွေးတက်မှာတခုခုမှားနေတာကိုခံစားမိလိုက်တယ်လေ။အဲ့ဒီအရာကရှေးဟောင်းသခင်တစ်ပါးရ ရဲ့နတ်ဖျားအသီးစိတ်ကိုတဲဆောင်ထားလိုက်မယ်လို့ငါမထင်ခဲ့ဘူးဆိုပြီးတော့ရေရွတ်လိုက်ပါတယ်ပြီးတာနဲ့ငကားကိုလေဘင်းကိုညှစ်လိုက်ပြီးတော့ချက်နံကိုမကောင်းတဲ့အတွေးတွေမတွေးဖို့ဆုံးမလိုက်ပါတယ်ချက်နံကဘာမှမလုပ်လဲခမားလိုတရှိမှုမျိုးကကာကွယ်ပေးနေရတာလဲဆိုတော့ချက်နံကတစ်ချိန်ကသူ့ရဲ့အချစ်ဆုံးဆွေမျိုးအရင်းချပဲဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတာနဲ့လက်တွေကိုပြန်ရောက်လာပြီးတော့အသွင်ပြောင်းသွားတဲ့သူ့ကိုသူကြည့်ရင်နဲ့မင်းငါကိုဒီလောက်ပဲပေးတာလားဟာဆိုပြီးတော့မေးလိုက်ပါတယ်ချက်နံကတော့လုံးရေကန်ရေပေါ်မှာမူတည်ရလို့ပြောရင်းနဲ့ရုပ်လဲဆိုးတယ်ဆိုတော့ပြပြလုံလုံးနာမည်ပေးလိုက်ပါတယ်ငကားကတော့နာမည်ကြီးကရုပ်ဆိုးလိုက်တာဆိုပြီးတော့မကြိုက်ပါဘူးဒါကြောင့်နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာခေါ်ပြီးတော့တခြားသူတွေ ေရှိနေရင်ခရိုင်ရှူရောင်နဂါလို့ပဲခေါ်ဖို့ကိုပြောလိုက်ပါတယ်ပြီးတာနဲ့နှစ်ယောက်သားတော်တဲ့ကိုပြန်သွားကြပြီလေတကယ်တော့တော်တဲ့မှာအခြေအနေတွေကသူတို့ထင်ထားတာတဆိုးနေပါတယ် channel တယောက်ဘာလို့ဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလို့သွားခဲ့ပေးပါအောင်ခင်ဗျာ